stock forest crypto ပါကွာလေမြန်မာနိုင်ငံမှာလူရီတော်တော်များများကအွန်လိုင်းကနေပတ်ဆိုင်ရှာဖို့ထူးခြားလာကြပါတယ်။တာမန်ရမချက်နဲ့ရတဲ့အလုပ်တွေထက်အခုခေတ်မှာအများဆုံးစိတ်ဝင်စားကြတဲ့ဒေါ်လာစားဖြစ်နိုင်တဲ့ online market သုံးခုရှိပါတယ်။ဒါတွေကတော့ stock, stock share, forex, ကမ္ဘာငွေကြေးနဲ့ crypto, digital ငွေဆိုပြီးတော့ဖြစ်ပါတယ်။ဒီ market တွေထဲမှာဘယ်ဟာကအကောင်းဆုံးလဲဆိုတာကိုစိုက်တဲ့နေရာမှာရှာဖတ်လို့ရတယ်ဆိုပေမဲ့မြန်မာနိုင်ငံသားတွေအတွက်ဘယ်ဟာကပိုပြီးတော့အသင့်တော်ဆုံးလဲဆိုတာကိုတော့ရှာဖို့ခက်ပါလိမ့်မယ်။ ဘေဟာကကိုနဲ့ပူကနီဘလဲဆိုရဲအဖြစ်ကိုဒီဗီဒီယိုကြည့်ပြရနဲ့တွေ့မိတော့မယ်လို့အမခံပါရယ်ဒါဆိုလို့ရှင်စပြလိုက်တော့ပေါ့နံပါတ်၁ stock market stock share ဈေးပတ်စရာပါလေ Tesla Apple Google တို့လိုမျိုးကုမ္ပဏီကြီးတွေရဲ့အစု share တွေကိုဝယ်ယူပြီးတော့ပိုင်ဆိုင်နိုင်တဲ့ဈေးပတ်ကို stock share ဈေးကွက်ဆိုပြီးတော့ခေါ်ပါရယ်ဘလိုမျိုးအများထွက်နိုင်လဲကုမ္ပဏီတစ်ခုကြီးလာရဆိုလို့ရှိရင်သူ့ရဲ့ share stock တွေကတမုတ်တက်လာပြီးတော့ဝယ်ထားတဲ့သူတွေအများရနိုင်ပါတယ် ရှင်းနီမြမန်ထားရင်လုပ်ငန်းကနေပြီးတော့နှစ်စဉ်အကျိုးမွေးရရှိနိုင်ပါတယ်။ဒါပေမဲ့ကုမ္ပဏီကတတိတစ်ခုခုကြောင့်သို့မဟုတ်လူမကြိုက်လို့ဈေးကျသွားမယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ပတ်စံနဲ့ရှယ်ယာတွေကကမ်းမှုချပြီးရောဆောင်းရှောသွားနိုင်ပါတယ်။ဒီအကြိုက်ဆုံးဥပမာကတော့ Apple Stock က2000ခုတင်မှာ1.50ဒေါ်လာခန့်နဲ့ပြီးတော့2024မှာ180ဒေါ်လာအထိကိုထိုးတက်သွားခဲ့ပါတယ်။သူတွေများစုက Stock Market မှာစိတ်ရှည်ပြီးရောရှင်းနီမြနဲ့ကြပါတယ်။ဒါကတော့ Apple လိုမျိုးတကပလုံးမှာနာမည်ကြီးတဲ့ကုမ္ပဏီမဟုတ် လို့ဈေးတက်တာပါတခြားဈေးကျသွားပြီးတော့ပြန်မဖော်နိုင်တော့တဲ့ stock share တွေလည်းအများကြီးပါ stock ရဲ့ risk level ဘလောက်ဆုံးသားရလဲသူကတော့အငြိမ်းပါပဲတရက်ကို2%လောက်ဖြုန်ရင်တော့မှအများရတဲ့မှာပါနေပါပြီဒါကြောင့်လဲ10%လောက်တက်ရင်ကျရင်ကိုသတိနေတဲ့ပါနေပါပြီဒါကလည်း stock market က American dollar trillion များစွာနဲ့ချီပြီးရရှိနေတဲ့ ANG ရဲ့စီးကွက်ဖြစ်နေတော့ပါပဲ စင်းနေတဲ့ဓာတ်စင်းနေကြတာဖြစ်တတ်လို့စိတ်ရှိတဲ့သူတွေအတွက်အကောင်းဆုံးပါပဲပြီးတော့သူ့ကိုလှုပ်ချိန်တဲ့အချိန်မှလှုပ်လို့မရပါဘူး stock market stock share စီကွက်ရဲ့ trading လုပ်လို့ရတဲ့နေ့တွေကတော့တနင်္လာနေ့ကနေပြီးတော့တောက်ချနေတိဖြစ်ပါတယ်တနင်္ဂနွေနေ့အများပြည်သူရုံးပိတ်ရက်တွေမှာတော့ပိတ်ပါတယ် trading လို့လို့ရတဲ့အချိန်တွေကတော့ US stock market မှာဆိုလို့ရှိရင်မြန်မာနိုင်ငံအချိန်ည7:00နာရီခွဲကနေပြီးတော့မနက်3:00နာရီအထိဖြစ်ပါတယ်။ London stock market ဆိုလို့ရှိရင်တော့မြန်မာအချိန်ည3:00နာရီခွဲကနေပြီးတော့နေ့ကင်း7:00နာရီအထိဖြစ်ပါတယ်။ Tokyo stock market အချိန်မှာဆိုလို့ရှိရင်တော့မြန်မာအချိန်မနက်9:00နာရီကနေပြီးတော့နေ့တဲ့7:00နာရီခွဲအထိဖြစ်ပါတယ်။ ကိုက stock market ကို trade နေသလိုရှိရင်ဒီအချိန်တွေတွင်မှာပဲ trade လို့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကနေပြီးတော့ stock market လုပ်လို့ရလား။ stock ကစားနိုင်ဖို့နိုင်ငံခြားမှာဖန်ကောက်ရှိရမယ်။တခြားနိုင်ငံခြား stock broker လို့ခေါ်တဲ့ပွဲစားတွေကိုသုံးဖို့လို့မယ်။နည်းနည်းပဲအမြင်ရနိုင်တယ်ဆိုပေမဲ့လုံခြုံတဲ့အထဲမှာပါပါတယ်။ရန်ကုန် stock exchange တို့ဘာလို့ရှိရဲဆိုပေမဲ့လည်းအတိုးနဲ့အမြတ်နယ်လို့တော်ရုံလူရောစိတ်မဝင်စားကြပါဘူး။ဒါကြောင့်မြန်မာမှာနေတဲ့သူတွေထဲ stock စားတဲ့သူနဲ့တာဖြစ်ပါတယ်။ နံပါတ်2ဖြစ်တဲ့ Forest Foreign Exchange ကမ္ဘာငွေကြေးစည်းကွက်ဆိုရကရောပါတယ် Forest ကမြန်မာမှာလူသိများရဲ့ထဲမှာပါပါတယ်လူသိလည်းများသလိုလိန်နာရင်းလည်းပေါ်ပါတယ်ဥပမာကိုရိုင်းကဘာမှမသိဘဲနဲ့အကြပ်ပေးလို့တာတင်နန်းဖွင့်တာအပြင်သူများရဲ့ဈေးကနေပြီးတော့ငွေသိန်းတန်းချေယူပြီးတော့လိန်ဒေးတာတွေပဲအစုံပါပဲ ဒါပေမဲ့တကယ်လေ့လာပြီးတော့စူးစမ်းရဆိုလို့ရှိရင်သူကလည်းစီးပွားရေးတစ်ခုလုပ်လို့ရပါတယ် forex ဆိုတာကနိုင်ငံခြားငွေတွေဖြစ်တဲ့ dollar euro yen စတာတွေကိုဝယ်ပြီးရောင်းပြီးတော့အမြတ်ထုတ်နိုင်တဲ့ market တစ်ခုဖြစ်ပါတယ်တတိလောချက်ချင်းဝယ်ရောင်းနိုင်တဲ့ liquidity အခြေဆုံးဈေးကွက်တစ်ခုပါဒီဈေးကွက်ကနေပြီးတော့ဘယ်လိုအမြတ်ထွက်နိုင်လဲတနိုင်ငံရဲ့ငွေတန်ဖိုးတက်တာကြတာ alive trading နဲ့အမြတ်ရနိုင်ပါတယ် စာတို့လို့ခေါ်တဲ့ leverage download လေးရပါတယ်ဥပမာ10ဒေါ်လာရှင်းနိုင်တယ်ဆိုလို့ရှိရင်စဲစာ leverage ကိုလည်းမယ်ဆိုလို့ရှိရင်ဒေါ်လာ100ပို့ trade လို့ရလို့အရင်အနေငယ်နဲ့ပိုများများရောင်းဝယ်နိုင်ပါတယ် forex ရဲ့အရှုံး risk level ကရောဘယ်လောက်ရှိလဲ stock market ထပ်ပို့ပြီးရောဈေးလှုပ်ရှားမှုများပြီးတစ်ချိန်နဲ့အမျက်လည်းများနိုင်တယ်လို့အရှုံးလည်းများနိုင်ပါတယ်အထူးကကတော့ကိုလုတ်တဲ့ risk leverage နဲ့ position size ပါပဲ forest ကိုလည်းနေတိုင်းအချိန်တိုင်းလုပ်လို့မရပါဘူး။ညမအချိန်နဲ့ဆိုလို့ရှိရင်ဒီနေ့နာနေ့မနက်၄နာရီကနေစပြီးတော့စနေနေ့မနက်၄နာရီထိ trade လို့ရပါတယ်။ဒီနေ့ကနေနေကတော့ပြေးပါတယ်။ညမနိုင်ငံကနေပြီးတော့ forest လုပ်လို့ရလား။ညမမှာ forest broker တွေကမင်းများအသုံးပြုနိုင်ပါသေးတယ်။ပရဂန်ကစင်မရလားဈေးမရလားဆိုတော့ကတော့ Forest Group တိမလေးလာစစ်စစ်တင်ပါရယ် Crypto Maker ရော Crypto Community ဖြစ်တောင်းလို့ Forest or Stock Broker တွေအတွက်အကြံမပေးပါဘူး နံပါတ်3နဲ့နောက်ဆုံးတစ်ခုဖြစ်တဲ့ crypto market crypto secret ဆိုတာကရောပါလေဒီနေ့ရဆက်လိုက်ကတော့ crypto ပါပဲသူကတော့ bitcoin ethereum solana တို့မျိုး digital currency တွေကိုဝယ်ယူထားပြီးတော့တမှုဖက်လာရင်ရောင်းနိုင်တဲ့ market ဖြစ်ပါတယ် blockchain technology နဲ့လုပ်ထားပြီးတော့ ban နဲ့အစိုးရတွေမထိန်းချုပ်နိုင်တဲ့ငွေပါ forest need to pay သူလဲလိမ့်နေသူတွေရှိပါတယ်။လိမ့်မခံရအောင် crypto mail community တွေဝင်ထားပြီးတော့နားလဲတဲ့သူတွေကိုအရင်မေးမြန်းတာကအကောင်းဆုံးပါပဲ။ CryptoMake Telegram group ကို join နိုင်မှုအတွက် description မှာ link ပေးထားပါတယ်။ဒါဆို crypto market ကနေကောဘယ်လိုမျိုးအမြတ်ထိုင်နိုင်လဲ။ Bitcoin က2010မှာ1ဒေါ်လာပဲတန်ခဲ့တဲ့ဆိုပေမဲ့2025မှာဒေါ်လာ3သိန်းအထိကိုတက်သွားခဲ့ပါတယ်။ဒါက15နှစ်အတွင်းမှာအစတောင်းချီတက်ခဲ့တာပါ။ဒါကြောင့်အမြတ်အများဆုံးဖြစ်တဲ့စျေးကွက်လို့ဆိုလို့ရပါတယ် NFT DeFi Staking Yifamido နဲ့လည်းပတ်စံအခမ်းရနိုင်ပါသေးရဲ့ Forest Doctor လို့မဟုတ်ဘဲနဲ့24နာရီခုနှစ်ရက်ပတ်လုံးအမြဲရောင်းဝယ်လို့ရပါတယ် market price အချိန်ဆိုပြီးတော့မရှိပါဘူးတတိထားရမှာကတော့ဈေးအတက်ကျအရှမ်းများတဲ့အတော့အတွေ့တကူအမြတ်အရှုံးများနိုင်ပါတယ်မြန်မာနိုင်ငံမှာ crypto လို့လို့ရလား crypto ကတည်နေရမလို့ပါဘူး internet ရှိရုံနဲ့ trading လို့လို့ရပါတယ် Pro Kalem Blue Babu Crypto Exchange ရှိရင်ကြပါရယ်မြမမအတိကောက်ကတော့ Binance OKX Bybit တို့ကနေပြီးတော့ဝယ်ယူနိုင်ပါတယ် မြန်မာမှာ bank transfer နဲ့ crypto ဝယ်လို့မရတဲ့အတွက်ကြောင့်မလို့ Binance B2B နဲ့ဝယ်ရပါတယ်။ဝယ်ယူနည်းနဲ့ Binance account ဖွင့်နည်းတွေကိုတော့ဒီ Binance guide မှာကြည့်နိုင်ပါတယ်။ video ကြည့်ပြီးလို့မရှင်းသေးဘူးဆိုလို့ရှိရင်လည်းခုနကပြောခဲ့တဲ့ Telegram group ထဲမှာလာမယ်လို့ရပါတယ်။ဒါဆိုရင်မြန်မာနိုင်ငံသားတယောက်အတွက်ဒီ၃ခုထဲမှာဘယ်တစ်ခုကိုဝယ်ရမလဲ။ မြန်မာနိုင်ငံသားလည်းဖြစ်တယ်မြန်မာမှာလည်းနေနေသေးရဆိုလို့ရှိရင်ခရစ်တိုကအဆင်ပြေဆုံးပါဘာလို့လဲဆိုတော့ခရစ်တိုလို့ဖို့အတွက်ဘရိုကာလည်းမလိုပါဘူး5ဒေါ်လာကနေတောင်းစပြီးတော့လုပ်လို့ရနိုင်လို့အရင်းဒီအငွေနည်းနည်းနဲ့စကြည့်လို့ရပါတယ်ဒါအပြင် forest.blue မျိုး session နဲ့လို့ရတာမဟုတ်လို့မြန်မာစီနဲ့ဆိုလို့ရှိရင် crypto ကပို့ပြီးတော့အဆင်ပြေပါတယ် တခုရှိတာက cryptocurrency အတက်ကြအရန်မြန်တဲ့အတွက်ကြောင့်မို့လို့ risk အရှက်များပါတယ်။ကိုရိုင်းက crypto ကိုပတ်စံထည့်မယ်ဆိုလို့ရှိရင်ကိုအဆုံးရှုံးခံနိုင်တဲ့ပမာဏကိုပဲထည့်စီချင်ပါတယ်။ crypto မိတ်ပတ်ကပဲ crypto ရဲထည့်ပါဆိုပြီးတော့ရှင်နီးနှုတ် number financial advice လုံးဝမပေးပါဘူး။အလုံး crypto ကြောင့်လည်းပိုတော့ share လုပ်ပေးနေရဖြစ်ပါတယ်။ အကယ်၍ကိုက crypto trading ဆောက်လုပ်ဖို့အတွက် Binance account တခုမရှိသေးဘူးဆိုလို့ရှိရင်တော့အခုပြထားတဲ့ crypto maker referral code နဲ့ account တခုဖွင့်ထားမယ်ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount ရမယ်အပြင် crypto maker campaign တွေက reward တွေကိုလည်းရနိုင်ပါတယ်အကယ်၍ကိုကတိကုတ်သုံးပြီးတော့အကောင့်မဖွင့်ခဲ့မိဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးကန်လို့လို့ရလဲဆိုတော့ crypto maker telegram group မှာလာမယ်လို့ရပါတယ်ဒီနေ့ video လေးကတော့တော်တော်ပါပဲအားလုံးနဲ့ video မှာပြန်တွေ့ကြပါ